ော့တင်ထားပေးတယ်အသားတွေကိုစားနေတာ အရင်အစားကောင်းတာပဲဒီဥစ္စာလေးကိုလေနောက်တစ်ခါတော့ပြန်လုပ်ကြည့်ပါလားချမ်းရေရတာပေါ့ဒါဆိုချစ်တယ်လို့ပြောချစ်တယ်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 โอเคအသားกินတွေစားရတာကြိုက်တယ်အသားနှက်နီးလေးသိချင်တဲ့သူတွေကဘယ်လိုလုပ်ရလဲဆောင်ချမ်းတဲ့သူသွားကြည့်ကြမယ်โอเคဒါဆိုရင်အသားနှက်တဲ့ခါကျရင်ဘယ်လိုနှက်ရတာလဲအရသာတွေအသားထဲစိတ်ဝင်အောင်ဘယ်လိုလုပ်ရလဲဆိုတာသွားကြည့်မယ်ဒီနေ့ကတော့ချမ်းကဝတ်သားကိုနှက်ပြမယ်ဒီနေရာမှာကိုကြိုက်နှက်တဲ့အသားကိုနှက်လို့ရတယ်ဥမာကိုဝတ်သားမစားရင်တော့စက်သားနှက်လို့ရတယ်စက်မဲနှက်လို့ရတယ်เนาะဒီလိုမျိုးနှက်စားကြည့်မယ်လား ဒါကြတော့30သားပေါ့เนาะအသားနဲ့အစီပေါ့เนาะအဲ30သားကိုချင်းဆိုစတင်နှတ်မယ်ဆိုရင်တော့ကြက်ဥတလုံးပေါက်ထည့်မယ်ကြက်သွုံဖြူထည့်မယ်ကြက်သွုံဖြူရေကို15 ml သွုံထည့်မယ်ပို့ပြီးတော့မှုေးတယ်เนาะပြီးလို့စီရင်အသားနှက်တဲ့အခါကျရင်ချမ်းက TKC ဟင်းခက်ရတာမဟုတ်တော့ねသူကဒီအနောက်မှာငရုတ်ကောင်းလို့စက်သွန်ဖြူလို့စက်သွန်ဖြူအမှုတ်ကြီးအသေးစိတ်ပါတဲ့အခါကျတော့အသားနှက်တဲ့နေရာမှာအရန်ပို့မှုေးတယ်เนาะ အားကို15မီလီသုံးတော့မနော်ပြီးလို့ရှိရင်ဘဲငံပြရဲ့အကြီး30မီလီထဲမှာနော်ဆိုဆိုရပြီလည်းမျိုးနေပေးမယ်နေတဲ့ခါကျရင်အသားမကြည့်အောင်ဖောက်ဖွားလေးနေမယ်နော်ကိုဘလိုပဲလှောက်စားလှောက်စားဥပမာတောက်စားတာပဲဒီဖြစ်กินစားတာပဲဒီဖြစ်အသားတဲ့ထိစိတ်ဝင်နေပေါ့เนาะဒါဘုံချင်လို့ 10မိနစ်ထားမယ်ထားပြီးရင်ကင်လိုက်မယ်နော်။အားနှက်တာစောင့်ရင်လည်းအချင်းကြီးလေးလှုပ်လိုက်မယ်နော်။ဒါကြတော့ငရုတ်ဒီစိမ့်နဲ့ကျွတ်သွုံကိုအရင်ထောင်းလိုက်မယ်။ဒါလောက်ဆိုရပြီ။အဲ့ဒါဆက်တဲ့ခါကျရင်တကြာ15မီလီလီတာစွန်းထည့်တယ်။ငံပြာရီ15မီလီလီတာစွန်းထည့်တယ်။တမယာတီးလီးထားတာနှလုံးထည့်မယ်။တမယာတီးအစ်စ်အရေးပေါ့နော်။အချို့ soft ပေါ့နော်ပြောမှဆိုရင်ကျန် suki sauce လေးကိုတုံးတယ်တကယ်လို့ suki sauce မရှိတော့ခရင်ချင်းဒီ sauce ပြလို့ရတယ်နော်အဲ့တုံ ှဆုံးထဲမယ်ရဲဟိုမှာအပြင်နေနဲ့စားတဲ့ဆော့သမီးရပြီဒါလေးကိုပထမတည့်ထည့်လိုက်မယ်ကျန်တော့အချင်းရေလဲလုတ်ပြီးသွားပြီဆိုတော့နှက်ထားတဲ့အသားတွေကလည်းအရသာရနေပြီဆိုတော့ကျွန်တော်စတင်ကင်မယ်နော်ထောက်ထောက်လေးกินပေါ့เนาะ ကဲဒီလိုမျိုးပြင်ပြီးရေနော်ဆိုတော့အချင်းကြီးလေးနဲ့တို့စားရုံပဲအချင်းကြီးလဲကောင်းသားထဲမှာအရသာရှိပြီးသားဆိုတော့ကျွန်တော်ပို့ပြီးတော့မှစားကောင်းစီတယ်ပေါ့ဒါအတချို့ဆိုရင်ဒီလိုမျိုးပြင်ရောင်းတဲ့သူတွေဝက်ဆလတ်ဆိုအဲ့လိုမျိုးရောင်းတဲ့သူတွေစက်သားဆလတ်စက်မဲဆလတ်ရောင်းတဲ့သူတွေအတွက်နီလန်ကောင်းလေးတစ်မျိုးကိုမျှဝေပေးလိုက်ပါတယ်တကယ်လို့မှပို့ကဟုတ်ပြီးလှုပ်ဆန်းကြည့်ချင်တယ်အရင်နည်းနည်းနဲ့ကိုယ်ပိုင်လုပ်ငန်းကိုစလုပ်ကြည့်ချင်တဲ့သူတွေပဲဖြစ်ဒါမှမဟုတ်အိမ်မှာအရသာလေးစမ်းသုံးကြည့်ချင်တဲ့သူတွေဆိုတော့ PKG တို့ ားရောက်မှာလို့ရတယ် TKC ကပုံမှန်ဆိုရင်ကျွန်တော်တဘူးကိုတောင်းရောင်းနဲ့၅ဘူး၄000နဲ့ပို့ခါ free ရတယ်ဒီဗီဒီယိုကနေ10ဘူးမှာတဲ့သူတဘူး free ရသွားမယ်အဲ့တော့အမြန်ဆုံး message မှာပေါ့မှာလိုက်ဒီလောက်တော့မှာတ냐တွေသုံးနေပြီကိုကိုယ်တိုင်မသုံးစမ်းကြည့်ရသေးဘူးဆိုရင်တော့နောက်ကျနေမှာတေးချရတယ်အဲ့တော့သွားပြီးတော့မှာသုံးစမ်းကြည့်ပါလို့ကိုကျေးဇူးတင်ပါတယ် very much